မင်္ဂလာပါကချင်ဝေးတရင်ဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ဒီမှာကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယူဆံမယ်ဖြစ်ပါတယ်။ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ဒုဥက္ကဋ္ဌတဲ့ အရခသက်တော်ရဲ့ဒုစစ်ဦးစီးချုပ်တောက်တာညှို့ထွန်အောင်ရေးသားထားတဲ့တဘုံဖြူအမည်ရှိတဲ့ကဗျာစာအုပ်ကိုစတင်ဖြန့်ဖြူရောင်းချနေပြီလို့နရင်ဂျရာသတင်းဌာနကဖော်ပြထားပါတယ်။စာအုပ်တန်ဖိုးဟာမြန်မာငွေ7000ဖြစ်ပြီးပြည်ပရောက်သူတွေဝယ်ယူနိုင်ဖို့အတွက်တက်ဆိုင်ရာနိုင်ငံ အလိုက်စင်းလုံးသတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။ ဆောက်ရောင်ရောင်ဝေရဲ့35ရာခိုင်နှုန်းကိုအာနာသိမ့်ပြီးနောက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာကိုလက်အင်ကပေးဆက်ဆွလုပ်ခဲ့ရတဲ့တုံလန်ရေးရဲဘော်တွေကိုမျှဝေကူညီမယ်လို့နရင်ဂျာရာသတင်းရသိရပါဗျ။ဒေါက်တာညိုထွန်းအောင်ဟာငကိုကလေးကစာပေဝါရနာရှင်စာပေဓမ္မတယောက်ဖြစ်ပြီးကြပြရီလည်းရေးသားနေသူဖြစ်တယ်လို့သိရပါဗျ။ ာကန့်ဒေတာကိုဦးတည်ထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့မှနန်သိန်းကျေးရွာအနီးထိရောက်ရှိလာပြီဖြစ်ပြီးအဆိုပါစစ်ကြောင်းကိုအင်အားထောက်ပံ့ပေးဖို့ကန်စီနဲ့လုံခင်မှရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေကပါစစ်ကြောင်းထိုးထွက်လာတယ်လို့ဖာကန့်ဒေတာစီရေးသတင်းရင်းမြစ်ထံကသိရပါဗါးမိုးကောင်းကနေထွက်လာတဲ့စစ်ကောင်စီဘူအောင်ဓာတ်ဖွဲ့ဖာကန့်အထိရောက်ရှိနိုင်ဖို့လေကြောင်းကုန်းကြောင်းနှစ်ခုလုံးအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက် နေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတာပဲဖြစ်ပါတယ်။သရားညီနောင်နဲ့နန်သိန်းကျားဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်က အထိနာခဲ့ပြီးတော့လက်နက်ခဲယမ်းတွေလည်းတော်လိုင်းကြီးတပ်ဘက်ကတိမ့်ပိုက်ထားနိုင်တယ်လို့သိရပါဗါးဖားကန့်ဖြူဟာကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပြီးလုံခင်းနဲ့ကန်စီဘက်ကနေစစ်ကူထွက်လာတဲ့စစ်ကြောင်းတွေကိုဟန်သားနိုင်ဖို့လှုပ်ဆောင်နေတာကြောင့်နန့်သိန်းနဲ့အထက်လမ်းကျောတကျောလုံးစီရေးတင်းမာနေတဲ့အခြေအနေရှိတယ်လို့သိရပါဗါး မေလ20ရက်နေ့ကဗမော်စစ်မျက်နှာပြင်မှာ KIA တပ်ပေါင်းစုအဖွဲ့ရဲ့ပြစ်ခတ်ခြင်းခံရပြီးရွှေကူမြို့အထိုင်တပ်ရင်းခလာ156မှာအရေးပေါ်တပ်ဆင်ခဲ့ရတဲ့ရဟတ်ရင်ကိုမနေ့ကမိုးလွဲ2နာရီကျော်မှာတွားရောက်ပြစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ရွှေကူစီရေးသတင်းရင်းမြစ်တို့ကပြောပါရယ်။ဒါအပြင်ပေါ်ထဲမှာပြတ်ကျပြီးမိလောင်သွားခဲ့တဲ့ရဟတ်ရင်နဲ့အတူ16ဦးရဲ့ရုပ်အလောင်းကိုတွေ့ရတဲ့ဗီဒီယိုမှတ်တမ်းတွေလည်းထွက်ပေါ်လာသလိုမိလောင်ပြစ်စီနေတဲ့လက်နက်တွေကိုလည်းတွေ့ရပါရယ်။ စစ်ကောင်စီကတော့ရဟတ်ရင်တစည်းပြတ်ကြခဲ့တာကိုပဲဝန်ခံခဲ့ပြီးဒရိုရဲ့တပ်ဖွဲ့ဝင်တွေရဟတ်ရင်နဲ့အတူတိတ်ဆုံးခဲ့တဲ့ဖြစ်စဉ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ရွှေကိုအနီးပတ်ဝန်းကျင်မှာရဟတ်ရင်နဲ့စီလုံးပြက်စီးခဲ့တာကြောင့်မနေ့ကတနေ့လုံး Y8 နဲ့ Y12 တွေနဲ့ဒရုန်းတွေမြို့အနီးမှာဝဲပြန့်နေခဲ့တယ်လို့ရွှေကိုသတင်းရင်းမြစ်ကဆိုပါတယ်။ဒီနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ thank you